မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့စက်ရှိန်မြင့်လာတဲ့ဂျိုးပြူအကြောင်းကိုပဲဆက်ပြီးပြောကြရအောင်ပါဒီကိစ္စကကျွန်တော်တို့မြန်မာပြည်သက်တွေအကြောင်းမှပဲပွက်လို့ရိုက်နေတာတော့မဟုတ်ပါဘူးနိုင်ငံတကာကသတင်းစာမျက်နှာတွေအထိမှပါဖြန့်ကျက်လျက်ရှိပါတယ်အကြောင်းစုံကိုစပြီးပြောရမယ်ဆိုရင်တော့ဒီကိစ္စကဝမ်ချမ်ပီယံရှစ်ကဒိုင်လူကြီးအိုလီဗီယာကော့စ်ရဲ့စတိတ်တက်ကနေစလိုက်တာလို့ပြောလို့ရပါတယ် ပုံမှန်အဖြစ်တော့ကျွန်တော်တို့မြမလက်ဝေလောကကသတင်းတွေကနိုင်ငံကသတင်းစာမျက်နှာတွေအထိထိုးဖောက်တဲ့ဆိုတာအတော်လေးရှားပါတယ်ဒီတစ်ခါမှာတော့ Olympia Costco တိုင်းကဒါမျိုးကိစ္စတွေကမဖြစ်သင့်ဘူးဆိုပြီးထောက်ပြလိုက်တဲ့အချိန်မှာသတင်းသမားတွေအားလုံးကသတိထားမိသွားတာဖြစ်ပါတယ်အဲ့ဒီအနေထားမှာထိုင်းကသတင်းသမားတွေကစပြီးရေးတယ်အထူးသဖြင့်ထိုင်းနဲ့ကမ်ဘောဒီးယားကမတည့်တဲ့အတွက်ဒါမျိုးကိစ္စတွေဆိုရင်သူတို့ကပိုပြီးကိုအလေးနဲ့ထားပြီးဖော်ပြကြတာပါ ဒီလိုဖော်ပြတဲ့နေရာမှာ one championship မှာထိုးသက်နေတဲ့ super gero လို့ fighter တွေပါဝင်တယ်လို့အခြားနာမည်ကြီး fighter တွေအခြားနာမည်ကြီးသတင်းမားတွေအားလုံးကပါဝင်လျက်ရှိပါတယ်။အဲ့လိုပုံစံမျိုးနဲ့ဒီသတင်းကပြန့်နှံ့သွားပြီးနောက်ဆုံးဘယ်အထိဖြန့်ကျက်နေလဲဆိုရင်ဂျပန်ကမီဒီယာတွေအထိတောင်နေရာယူလျက်ရှိနေပါပြီ။ဒါကြောင့်မို့လို့ဒီကိစ္စနဲ့ဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေကလည်းချင်းညာချက်တွေအသီးသီးထုတ်ပြန်လာကြပါတယ်။အရင်ဆုံးထုတ်ပြန်လာတာကတော့ဒီဂျိုးပြူရဲ့မီကင်ကလပ်ကိုဆိုလင်းအောင်ပိုင်တဲ့ဒိုယိုးရကလပ်ကပါ တို့ကဘယ်လိုပုံစံမျိုးထုတ်ပြန်လဲဆိုတော့ဂျိုးဖြူကိုဆင်လွတ်တဲ့အနေထားမှာ5မိနစ်တချီထိုးရမယ်ဆိုတာတော့သိတယ်ဒို့တော့လဲ MAS5 ခေါင်းဆောင်အောက်ကနေအဲ့ဒီစီးမျက်နဲ့ထိုးရမှာကိုမသိဘူးဆိုပြီးထုတ်ပြန်သွားခဲ့ပါတယ်အဲ့ဒီအနေထားမှာပြည်သက်တွေတော်တော်များများအံ့အားသင့်သွားချတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆင်လွတ်လိုက်တဲ့ဂျင်ကတော့မသိဘူးဆိုတော့ဘယ်လိုပုံစံမျိုးတွေနဲ့ agreement လောက်တာလဲဆိုတာပြည်သက်တွေကလည်းတော်တော်ကြီးကိုနားစွန့်လာကြပါတယ် မင်းညာကနှောင်းမိုင်းမှာဆိုရင်တော့လက်ဝဲဖွဲ့ချုပ်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ကြေညာချက်ထုတ်ပါတယ်သူတို့ထုတ်ပြန်တဲ့ပုံစံကခုံမပွဲသွားထိုးမှာပဲသိတယ်ဒါလို့စီမင်းအပြောင်းလဲလုပ်ပြီးထိုးမှာကိုမသိခဲ့ဘူးဆိုပြီးကြေညာပါတယ်ဒါကြောင့်မို့လို့လွဲမတင်ပြခဲ့တဲ့ပြိုင်ပွဲစီစဉ်သူကိုအရေးယူမဲဆိုပြီးတရားဝင်ကြေညာချက်မှထည့်သွင်းဖော်ပြသွားပါတယ်မချိန်ထဲမှာဒီပွဲကိုတာဝန်ယူစီစဉ်ခဲ့တဲ့ ANS ကလည်းလက်ဝဲအဖွဲ့ချုပ်နဲ့မရှိမနှောက်ဆိုသလိုတရားဝင်ကြေညာချက်တစ်ခုထုတ်ပြန်လာပါတယ် သူတို့ကဒီအနေထားတွေနဲ့ပတ်သက်လို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့ဆိုတဲ့အကြောင်းကိုမနေ့ပြန်မှာသတင်းစာရှင်းလင်းပွဲလုပ်သွားမယ်အကြောင်းကြေညာသွားခဲ့တာပါအဲ့တော့ပြည်သက်များခင်ဗျာဂျိုးပြည့်ရဲ့ကိစ္စနဲ့ပတ်သက်လို့ဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေအားလုံးကတော့တရားဝင်ကြေညာချက်တွေအတီးတီးထုတ်ပြန်လာခဲ့ပါပြီဘလို့ပုံစံမျိုးနဲ့ရှင်းလင်းကြမလဲဆိုတာကိုပဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီလိုအခင်းကျင်းမျိုးတွေဖြစ်လာတာကြိုးစားပါတယ် အားလုံးကစီးမြင်ပေါင်းတွင်းကနေဖြည့်ရှင်းကြမယ်ဆိုရင်ကျွန်တော်တို့လက်ဝဲလောကမှာလည်းဒီလိုစီးနဲ့ကန်းနဲ့သွားလို့ရတယ်ဒီလိုစီးမြင်တွေရှိတယ်ဆိုတာလူတိုင်းကနားလည်သဘောပေါက်လာမှာပါတစ်ချိန်တည်းမှာပဲလုပ်ငန်းတစ်ခုလုပ်ကြပြီဆိုရင်ဘယ်ပိုင်းတွေကိုတာဝန်ယူရမယ်ဘယ်ပိုင်းတွေကိုတော့တာဝန်ခံရမယ်ဆိုတာလဲရှင်းရှင်းလင်းလင်းပို့ပြီးသိမြင်လာကြမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီအနေထားမှာဘယ်လိုပုံစံမျိုးနဲ့ဖြည့်ရှင်းကြမလဲဆိုတာကိုပဲစောင့်ကြည့်နားဆွံထားလိုက်ကြရအောင်ဗျာ ဒီတစ်ခါတော့မချခင်ကမှထုတ်သက်သွားတဲ့ဘရိုနီကာနဲ့ဂျူနီယာဖက်ဒက်တို့ပွဲမှာဂျူနီယာဖက်ဒက်ဘက်ကဘလို့ပုံစံမျိုးနဲ့ဒီပွဲကိုချင်းကပ်ပြင်ဆင်ခဲ့တယ်ဆိုပြီးချပြခဲ့တဲ့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်။အဲ့ဒီပွဲကဘလို့ပုံစံမျိုးနဲ့အဆုံးသတ်ခဲ့လဲဆိုတာပြည်သက်တွေအားလုံးလည်းမြင်ခဲ့ချပြီးဒီပွဲမတိုင်ခင်တုန်းကတော့ဂျူနီယာဖက်ဒက်က9ပွဲဆက်တိုက်အနိုင်ယူပြထားခဲ့တဲ့ဖိုက်တာ တကယ်လို့များဒီပွဲအနိုင်ရမယ်ဆိုရင်လေဒေါ်လာတသိန်းနဲ့စာချုပ်မျှော်လင့်ချက်အထိရှိခဲ့တယ်။အဲ့လိုအနေထားမျိုးကိုမှဘရိုနီကာကလုံးဝတစ်ဖက်သက်အသာစီးနဲ့ကိုထိုးပြတယ်။ဂျူနီယာဖက်ဒက်ကလည်းအချင်းချင်းလက်ကျမှုတွေနဲ့ရှုံးပေးခဲ့ရတယ်။တစ်ချိန်တည်းမှာပဲဘရိုနီကာရဲ့အနေထားကချက်မြင့်ကပတ်ကိုတောင်းလှမ်းပြီးစိန်ခေါ်လို့ရပြီဆိုပြီးနိုင်ငံကသတင်းမှတချို့ကမြောက်ပင့်ရေးသားခဲ့ကြတယ်။ဘရိုနီကာကတော့ဒီပွဲပြီးမှဂျူနီယာဖက်ဒက်ကိုပြန်ပြီးအားပေးတဲ့စကားတွေပြောခဲ့တယ်။မြန်မာပြည်သက်တွေကလည်းအဲ့ဒီပိုဆာမှာဝိုင်းပြီးအားပေးစကားတွေပြောကြတယ်။ လက်ရှိအချိန်ထိပေါ်တော့ဒီ junior fed ရဲ့ post တွေတော်တော်များများမှာမြန်မာပြည်သက်တွေကအားပေးစကားပြောနေချားဆဲပါပဲဒါကဘာဖြစ်လို့လဲဆိုတော့သူမအရွယ်လေးနဲ့ fighter ပြီးသားတဲ့စိတ်တက်မျိုးကိုချပြသွားလို့ပြည်သက်တွေကပြင်းပြီးအိမ်မက်ပြုတ်ကြတာပါ junior fed ကအခုမှအသက်16နှစ်ပဲရှိသေးပါတယ်အဲ့လို19နှစ် fighter လေးက Bronica လို့ Wyan fighter ကြီးကိုလုံးဝနတ်မဆုပ်ဘဲနဲ့ကိုထိုးပြသွားတာပါ အချိန်ချင်း knockdown ဖြစ်နေတာတောင်လုံးဝနောက်မဆုတ်ဘူးအနိုင်မခံရှုံးမပေးစိတ်ဓာတ်ကိုလည်းအမှန်ကန်ချပြသွားလို့ပြည်သက်တွေကပြင်ပြီးအတိမတ်ပြုတ်နေကြတာဖြစ်ပါတယ်ဒီလိုအနေထားမျိုးမှာ junior fedek ကဒီပွဲအတွက်ဘလို့ပုံစံမျိုးနဲ့ချင်းကပ်ပြင်ဆင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကို brio blo နဲ့ပါချပြသွားပါပြီသူမရဲ့ trainer တယောက်ကပေါ့နော်ဒီပွဲကိုချင်းကပ်ပြင်ဆင်တဲ့အနေထားမှာ bronica ကိုသူမတို့ကဘလို့ပုံစံမျိုးရှုမြင်ထားတယ်ဆိုတဲ့အကြောင်းအရာလေးကိုအခုလိုပြောပြထားပါတယ် ဂျူနီယာရဲ့ပါဝါဘိုင်းကိုနည်းနည်းတိုးတက်လာအောင်လှုပ်ထားတယ်ကျွန်တော်တို့ကအားပါတဲ့ခပြင်းပြင်းထိုးချက်တွေနဲ့ရင်ဆိုင်ကျင်တာပါလောလောဆယ်တော့ထင်းတော့မဟုတ်သေးပါဘူးထိုးချက်တွေလည်းမပြင်းသေးပါဘူးဖြစ်ချင်တာတော့ KO နိုင်ပွဲမျိုးရဖို့အထိသူမကိုပြစ်မှတ်ထားစေချင်တာပေါ့ဒါပေမဲ့ဒီပွဲအတွက် KO ရဖို့ကအဓိကမဟုတ်ပါဘူး KO နိုင်မွေရောဘောနက်မှာတခါတည်းရရဲဆိုရင်တော့အနာကက်ကတိတ်ကိုလှပသွားနိုင်တာပေါ့ဗျာရော်နီကာကအရင်တမ်းမာတယ်ဘောက်ဆင်ကစားပုံကောင်းပါတယ် ခံစစ်ပိုင်းကတော့အဲ့ဒီလောက်အထိမဟုတ်ပါဘူးအားနဲ့ချက်ကိုပြောရရင်သူမရဲ့ body ပိုင်းမှာပဲကျွန်တော်တို့ရဲ့ game plan က body ကိုထိုးမယ်တိုက်စစ်ဖွဲ့မယ်ဒုတွေနဲ့တိုက်ပါမယ်ပြီးရင်အားပါတဲ့လက်သီးချက်တွေဆက်ပြီးထဲမှာပါလို့ပြောပြသွားခဲ့ပါတယ်ဒါကတော့ junior ကိုအမြဲတမ်းလေ့ကျင့်ပေးနေတဲ့ trainer ရဲ့မှတ်ချက်စကားဖြစ်ပါတယ် junior ရဲ့အဖွဲ့သားတွေဟာ bronica boxing ကစားပုံကောင်းတဲ့ဆိုတဲ့အချက်ကိုတော့အမှန်ကန်လက်ခံထားပါတယ် ။ဒါကြောင့်မို့လဲဒီပွဲပြင်ဆင်တဲ့အပိုင်းမှာမွေထိုင်းနီးပြတွေတည်တတ်မဟုတ်ပါဘူး။ဘောက်စင်နီးပြကိုယ်တိုင်မှပါဝင်ခဲ့တာပါ။အဲ့ဘောက်စင်နီးပြကြီးကလည်းဗရိုနီကာရဲ့အနေထားနဲ့ပတ်သက်လို့တော့အခုလိုမှတ်ချက်ပေးထားတာတွေ့ရပါတယ်။ဗရိုနီကာကဘော်ဒီအရင်ကြီးပါတယ်။ဝိတ်ကိုလည်းအများကြီးချထိုးတဲ့သူပါ။ဒါကြောင့်မို့လို့ဒုတိယအချီတတိယအချီတွေမှာသူမရဲ့ body ကအာနယ်သွားပါတယ် ကျွန်တော်တို့ရဲ့ plan ကဗော်ဒီထိုးချက်တွေမိမိရရယူပြဖို့ပါပဲဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ပြည်သက်များခင်ဗျာဒီအကြောင်းအရာကိုတင်ဆက်ရတဲ့အကြောင်းရင်းကပြိုင်ဘက်ဖြစ်သူတွေကကျွန်တော်တို့ fighter လေးအပေါ်ဘယ်လိုပုံစံမျိုးရှုမြင်ကြတယ်ဘယ်လိုပုံစံမျိုးနဲ့ချင်းကပ်ကြတယ်ဆိုတဲ့အကြောင်းအရာတွေကိုနားလည်သဘောပေါက်စေချင်လို့ပြောပြတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲကျွန်တော်ကိုယ်တိုင်မနေ့အစောကြီးဒီအကြောင်းကို state တဲ့ရေးက Facebook ပေါ်မှာတင်ထားခဲ့တာပါ။အဲ့ဒီ post ဆောင်မှာ Veronica ကိုယ်တိုင်လာပြီးမှန်ပါတယ်။ သူမကတော့ဟီဟာနဲ့လာပြီးမှန်သွားခဲ့တာပါပြောချင်တဲ့အကြောင်းအရာကကျွန်တော်ပြစ်မှတ်ထားတာလဲသူမသတိထားမိသွားစေဖို့ဖြစ်ပါတယ်ရော်နီကာကိုယ်တိုင်လာပြီးမှန်သွားတယ်ဆိုတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကပြင်းပြောက်အောင်မြင်တယ်လို့ပြောလို့ရပါတယ်ထပ်ပြောရရင်ကျွန်တော်တို့သတင်းတင်ဆက်သူတွေဆိုတာကျွန်တော်တို့ဖိုက်တာလေးတွေကိုဘယ်လိုပုံစံမျိုးနဲ့အကျိုးပြုမလဲဆိုတဲ့ပုံစံမျိုးနဲ့ချင်ကပ်ကြတာပါကျွန်တော်ကတော့အဲ့လိုပုံစံမျိုးနဲ့ချင်ကပ်လို့ကိုအခုလို status မျိုးတွေတေချာရှာပွေပြီးရေးခဲ့တာဖြစ်ပါတယ် မနေ့ကတော့ဝမ်ချမ်ပီယံရှစ်ကဂျပန်ကနောက်ထပ်နာမည်ကြီးဖိုက်တာတယောက်ကိုခေါ်ယူစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တဲ့အကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဖိုက်တာရဲ့နာမည်ကနာကာရာဖြစ်ပါတယ်။ဒီတဲ့င်းကကျွန်တော်မြန်မာပြည်သက်တွေနဲ့တနည်းတစ်ဖုံးတော့ဆက်ဆက်မှုရှိလိမ့်မယ်လို့ယုံကြည်လို့အခုလိုတင်ဆက်ပြတာပါ။မဖြစ်လို့လဲဆိုတော့နာကာရာကဝိတ်တန်းကြီးဖိုက်တာမဟုတ်ပါဘူး။135ပေါင်အက်တန်ဝိတ်တန်းမှာထိုးတဲ့ဖိုက်တာပါ။ လက်ရှိဝမ်းချက်မြက်ရှစ်ကမွေထိုင်ခင်းကျင်းကိုကြည့်လိုက်မယ်ဆိုရင်အတဝိတ်တမွေထိုင်ကောင်းစင်အောက်ကနေချက်မြက်ကပတ်ဖန်တီးထားတာမျိုးမရှိပါဘူးငွေစုံဝိတ်တန်းက store weight တန်းမှာဖြစ်ပါတယ် store weight တန်းမှာသွေးလင်းထက်ကထိုးသက်နေတာပါအခုနာဂာရာကသွေးလင်းထက်တဲ့တောင်ဝင်နေပြီးဘရိုနီကာတို့ထိုးတတ်တဲ့135ပေါင်အတဝိတ်တန်းမှာထိုးမှာဖြစ်ပါတယ်ဒီကိစ္စကဘာဖြစ်လို့မြန်မာပြည်သက်တွေနဲ့ဆက်ဆက်နေတာလဲဆိုတာဆက်ပြီးပြောပြခြင်းနေပါတယ် နာဂါရာဟာဝမ်ချင်မြန်ရှစ်ကိုမရောက်ခင်အခြားနာမည်ကြီးပရိုမိုးရှင်းတွေမှာချင်မြန်ကပတ်တွေအများကြီးသိမ်းပိုက်ခဲ့သူပါ။ထိုင်ကနာမည်ကြီးပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ Rajaratnam Stadium မှာလည်းသူကချန်ပီယံကပ်ရယူနိုင်ခဲ့ပါတယ်။အဲဒီနောက် WBC တို့လိုနိုင်ငံတကာပရိုမိုးရှင်းတွေမှာစက်တိုက်အောင်မြင်မှုတွေရယူကဝမ်ချန်ပီယံရှစ်ကပေါ်ပြထားတဲ့သတင်းမှတော့မွေထိုင်းချန်ပီယံအဖြစ်စေချိန်ထိတောင်ဖြစ်မှုတယ်လို့ဆိုပါတယ်။ ။ဒါကြောင့်မို့လို့ Deep Fighter ရဲ့အနေထားနဲ့ဂျပန်ဈေးကွက်အနေထားတွေကိုအားလုံးပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် promotion ဘက်ကသူ့အတွက်ချက်မြက်ဘက်ကိုအနည်းနဲ့အမြန်ဖန်နီးလာမယ်ဆိုတာသိကြနေပါတယ်။ဒါဆိုရင်အတန်ဝိတ်မျိုးသားဝိတ်တန်းကလည်းပေါ်လာတော့မှာပါ။အဲ့လိုပေါ်လာမယ်ဆိုရင်တော့ဒီဝိတ်တန်းအတွက်ဖိုက်တာတွေကိုထပ်ပြီးဖြည့်တင်းရမှာဖြစ်ပါတယ်။ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်လက်ဝိတ်လောကမှာလဲလူကောင်အရင်သေးလို့ဝယ်ရမြဘူးဆိုပြီးညီးတဲ့ဖိုက်တာလေးတွေရှိပါတယ်။ အဲ့လို fighter လေးတွေအတွက်ဒီလိုဝိတ်တန်းမျိုးဖန်နီလာရင်အခွင့်အရေးလို့ပြောကြည်ကြင်တာပါလက်ရှိမှာတော့ when champion ship ကနာကာရာနဲ့ song train nine တို့ကိုပွဲတည်ပေးက champion ကပဲလူပွဲဖန်နီလောက်ပါတယ်ဒီတွဲဆိုင်ကအနည်းနဲ့အမြန်ဆိုးလို့ပေါ်လာတော့မှာပါအကြောင်းအရာကိုပြန်ပြီးဆက်ရမယ်ဆိုရင်နာကာရာဟာအခုမှ1 championship မှာစတင် ထိုးသက်မှာတော့မဟုတ်ပါဘူး။ဘူလော်တော့ကဂျပန်မှာကျင်းပခဲ့တဲ့1 172ပြိုင်ပွဲမှာကလေးကသူကဒီကောင်းစင်အောက်ကနေထိုးသက်ပြီးပါပြီ။ အရိပွဲထိုးပြီးလို့ promotion ဘက်ကအပြီးပိုင်းတရားဝင်ပုံစံမျိုးနဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။ Gigantian Fighter ကိုယ်တိုင်ကတော့ One Championship မှာပထမဆုံးမွေထိုင်းချန်ပီယံကပတ်ကိုသိမ်းပိုက်နိုင်တဲ့ Japan Fighter မျိုးဖြစ်အောင်ကြိုးစားသွားမယ်အကြောင်းသတင်းစာရှင်းလင်းပွဲမှာထုတ်ပြောသွားခဲ့ပါတယ်။ဆလဘီတွဲဆိုင်ပြောင်းလဲဖြစ်သွားတဲ့ UFC Fight Night ပွဲစဉ်တစ်ပွဲအကြောင်းကိုပြောပြချင်ပါတယ်။ UFC ဟာမကြခင်မှာအစားပိုင်းကိုတွားရောက်ပြီးပထမဆုံး UFC Fight Night ပြိုင်ပွဲကျင်းပတော့မှာပါ။ အဲ့ဒီပြိုင်ပွဲမှာဂျိုရှွာဘန်နဲ့ပွဲပြက်ခဲ့မှုတဲ့ဦးလန်ဘက်ကော့ကိုဂျပန်ကနေပြန်လဲခေါ်ယူထားတဲ့ကာယိုဂျီနဲ့ပွဲတည်ပေးထားတာဖြစ်ပါတယ်။မနေ့ကတော့ကာယိုဂျီကတန်ရပြဿနာကြောင့်နှုတ်ထွက်လိုက်ရတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။အဲ့ဒီနေရာကိုအေဇာမက်ဆန်နဲ့စာထိုးလိုက်ပါတယ်။ဒီစားမဆန်ကဘလုတ်ဖိုက်တာမျိုးလဲဆိုတာကျွန်တော်တို့ပြည်သက်တွေကိုအထူးတလဲရှင်းပြစရာမလိုပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ Joshua Ben နဲ့အပြန်အလှန်လေးတိုက်မှုတွေဖြစ်ပြီးကြတဲ့ကဒီ fighter အချောင်းကိုမြန်မာပြည်သက်တွေကောင်းကောင်းကြီးသဘောပေါက်ကြပါတယ်။အခုတော့ Joshua Ben နဲ့တမျိုးတစ်ပုံပါဝင်ပတ်သက်ခဲ့မှုတွေ fighter နဲ့ရောက်ထိတိုက်တွေ့ပြီးလို့ပြောလို့ရပါပြီ။တချိန်တည်းမှာပဲဂျပန်ကနောက်ထပ် Flyweight Dam Fighter တယောက်ဖြစ်တဲ့ Kai Asakura ကမကြခင်သူ့ရဲ့ထိုးပွဲဆိုင်ရာသတင်းထွက်ပေါ်လာတော့မယ်ဆိုပြီးပြည်သက်တွေကိုအသိပေးလိုက်ပါပြီ။ promotion ဘက်ကသူ့ကိုဘယ်လို fighter မျိုးနဲ့ပွဲတဲပေးလိုက်တာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ချားဂျွန်ဆန်ကတော့သူ့ကိုတရားဝင်စိန်ခေါ်ထားခဲ့ပူပါတယ်။သူ့ရဲ့ ranking တက်မဲ့ချက်ကလည်းတိတ်ပြီးမျက်နာမဟုတ်လို့ထိတ်ဆုံးတော်တန်းစီဝင် fighter မျိုးတွေနဲ့တွေ့တာမဟုတ်ဘူးလို့ပဲယူဆကြည့်ကြပါတယ်။ဒီတစ်ပတ်ကျင်းပ PC သွားတဲ့ UFC Fight Night ပြိုင်ပွဲတွေအပြီးမှာတော့ Gabe Ben ကိုအနိုင်ယူပြခဲ့တဲ့ Moyales ကအဆင့်၄ခုအထိခုံတက်ကဝေဒဝိတန်တက်မှတ်ချက်နံပါတ်၈နေရာအထိရောက်ရှိလာပါတယ်။ ဒီဖိုက်တာရဲ့အလားအလာကလည်းစောင့်ကြည့်ရမယ့်ဆင်းမထဲသွင်းရတော့မှဖြစ်ပါတယ်။ပြီးသက်တွေကိုပြောချင်တာက UFC Weatherweight တန်းဟာထေတန်လုံလုံနဲ့ကိုတကယ်စွာတဲ့ဖိုက်တာတွေစက်တိုက်စုဝေးလျက်ရှိပါတယ်။အခုနောက်ပိုင်းမှာပေါ်ထွက်လာတဲ့ဖိုက်တာတွေကအတော်လေးကိုစွာနေတာပါ။ဒါကြောင့်မို့လို့ဒီဝိတ်တန်းအခင်းချင်းကလည်းအတော်ကြီးစိတ်ဝင်စားဖို့ကောင်းလာပြီလို့ပြောကြည့်ချင်ပါတယ်။ ်ကွာကွန်ဘက်ကလေးအီအန်ဂယ်ရီမိုယာလဲချောင်ပရီဒီတို့ဆိုရင်ချက်မြက်ကဘက်စိန်ခေါ်ခွင့်မှန်းနေတဲ့ဖိုက်တာတွေဖြစ်ပြီးချက်မြက်ကဘက်လက်လွတ်ထားတဲ့ချက်မြက်ဟောင်းတွေထဲမှာဆိုရင်ကာမာရူဥစ်မန်လီယွန်အက်ဒဝဲဘီလာမိုဟာမက်တို့ရှိနေပါတယ်ဒါကြောင့်မလို့ဝဒဝိတန်ထိတ်ဆုံးဆဲရောက်ခင်းကျင်းကအတော်ကြီးကိုမြိုင်ဆိုင်နေအောင်မဲလို့ပြောလို့ရပါပြီ။ promotion ဘက်ကဘလို့တွဲဆိုင်ကောင်းတွေထပ်ပြီးဖဏိလာအောင်မလဲဆိုတာကိုပဲစောင့်ကြည့်ရတော့မှာပါ။ နောက်ဆုံးအနေနဲ့ပြောပြခြင်းတဲ့အကြောင်းအရာက BKFC Thailand အကြီးအကဲဆုံးဖြစ်သူ Nick Chairman ကလက်ဝဲအဖွဲ့ချုပ်ရဲ့ပို့ဆောင်မှလာပြီး comment မဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်။ document မှန်သွားတဲ့ပုံစံကမြန်မာလက်ဝဲ fighter တွေအတွက်နိုင်ငံတကာမှအခွင့်အရေးကပေါင်းများစွာရှိတဲ့ဆိုပြီးမှတ်ချက်ပေးသွားခဲ့တာပါ။ဒါကြောင့်မို့လို့သူပို့ထားတဲ့ message ကိုဖျက်ရှုဆေးလို့တဲ့ဆိုပြီးရေးသားသွားခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာ Nick Chairman အကြောင်းပြန်ပြီးပြောပြဖို့လိုမယ်ထင်ပါတယ်။ ကျွန်တော်ရဲ့ market ပြည့်သက်တွေဆိုရင်တော့ဒီလူကြီးအကြောင်းကိုထပ်ပြီးပြောနေစေရမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဟိုးရခင်ရခင်တို့ကဗီဒီယိုတွေမှားကြတဲ့ကဒီလူကြီးကဘလို့ပုံစံမျိုးလဲဆိုတာအကျဉ်းဝင်ပြောပြခဲ့ပြီးပါပြီ။သို့တော်လည်းအကြောင်းတိုက်ဆိုင်နေတော့မှပြန်ပြီးတူးဆွကျင်းနေပါတယ်။လက်ရှိကော်နာမဂရီကောပိုင်းတဲ့ BKFC ဟာတစ်ချိန်တုန်းကဆိုရင် BKFC Thailand ဆိုပြီးရုံးဝယ်တစ်ခုဖွင့်ကထိုင်းမှာပြိုင်ပွဲတွေစက်တိုက်ကျင်းပခဲ့ပြီးပါတယ်။ ွေထိုင်းလောကမှာဘလို့မှပွဲတဲလို့မဖြစ်နိုင်ဘူးဆိုတဲ့ Canon Fighter ကြီး2ယောက်ဖြစ်တဲ့ဆန်ချိုင်းနဲ့ဘူကောင်ကို BKFC Thailand ကသူတို့ကောင်းစင်အောက်ကနေရအောင်တဲပေးခဲ့တာပါ။နစ်ချေမင်ကအဲ့လောက်ထိလက်တန်ရှိသလိုအဆက်အသွယ်လည်းကောင်းတဲ့သူဖြစ်ပါတယ်။သူဟာအဲ့လိုပုံစံမျိုးနဲ့ BKFC Thailand ပွဲတွေကိုအသက်သွင်းရင်လက်ဝဲလောကကဖိုက်တာတွေကိုပါခေါ်ယူခွင့်ရပေးခဲ့တာပါ။ထင်ရှားဆုံးကတော့တပြင်းညိုရဲ့ပွဲဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းအရာတွေပြန်ပြီးလှန့်ကြည့်မိတဲ့လောက်တော့သူက WNC ကျင်းပစဉ်အချိန်နှုန်းကဒိုင်းလူကြီးအကြီးကဲနေရာမှာတာဝန်ထမ်းဆောင်ဘူးတယ်လို့လည်းသိရပါတယ်ဒါကြောင့်မလို့နစ်ချက်မင်ကမြမလဝိတ်လောကနဲ့ပတ်သက်ရင်လုံးဝစိန်ကားတဲ့သူမဟုတ်ပါဘူးဒီလောကကဘလို့ဖိုက်တာမျိုးတွေပေါ်လဲဆိုတာသူကောင်းကောင်းသိပါတယ်အဲ့လိုသိလို့လဲလဝိတ်အဖွဲ့ချုပ်ရဲ့စတိတက်အောက်မှာလာပြီးကွန်မန့်ရေးသားသွားတယ်လို့ယူဆကြည့်ကြပါတယ် ်ပြီးခဲ့တဲ့လပိုင်းတွင်းနှောင်းကတော့သူဟာထိုင်းမှာ MMA ဖွဲ့စည်းတွေတည်ထောင်ပြီး MMA ကစားနည်းတိုးတက်ဖွံ့ဖြိုးဖို့အတွက်လှုံ့ဆော်နေတဲ့ဆိုတဲ့အကြောင်းတွေကို State တက်တွေဇက်တိုက်ရေးသားတင်ဆက်ခဲ့ပါတယ်ဒါကြောင့်မို့လို့သူပြောတဲ့မြန်မာဖိုက်တာတွေအတွက်အခွင့်အရေးအများကြီးရှိတဲ့ဆိုတဲ့စကားကအတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘယ်အကြောင်းအရာတွေကိုရည်ညွှန်းပြီးပြောဆိုလဲဆိုတာအနည်းငယ်စောင့်ကြည့်သွားကြရအောင်မှာ။ ။လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ။